မင်္ဂလာပါရှင်ရောင်းခဲ့တဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်မြန်မာပြည်သူရဲ့အသက်အဝေးတွေကိုကယ်တင်နိုင်တဲ့စစ်တပ်ရဲ့ဆက်ကြံကြုံမှုတွေမှာအချိန်မီကာကွယ်နိုင်ရန်ကုလသမဂ္ဂကိုတန်မတ်ကြီးဦးကျော်မိုးထွန်းကမေးခွန်းတော်မြန်မာစစ်တပ်ကိုရေးယူမှုရှိနေပြည်သူများခံစားနေတဲ့ဒုက္ခဆင်းရဲတွေပုံမပြင်းထန်လာမယ်လို့သတိပေးမြန်မာပြည်သူရဲ့အသက်အဝေးတွေကိုကယ်တင်နိုင်တဲ့မြန်မာပြည်သူတွေပေါ်စစ်တပ်ရဲ့ဆက်ကြံကြုံမှုတွေကျူးလွန်နေမှုမှာအချိန်မီကာကွယ်နိုင်ရန်ကုလသမဂ္ဂကိုတန်မတ်ကြီးဦးကျော်မိုးထွန်းကမေးခွန်းထုတ်လိုက်တယ် အော်တိုမာလာတောင်ဆက်တရနေအမေရိကန်ပြည်တော်စုနယူးယောက်မြို့ကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုရေးရနဲ့ညင်ကျဲမှုရေးရကော်မတီမှာလူခွင့်ရေးကောင်စီရောက်ထားနဲ့ပြန်လည်ဆွေးနွေးတဲ့အစည်းအဝေးမှာ၎င်းကတက်ပါတိုင်းမိကုံထုတ်ခဲ့ခြင်းဖြစ်တဲ့မြန်မာနိုင်ငံမှာပြည်သူတွေရဲ့အသက်အိုးအိမ်တွေကိုကယ်တင်နိုင်တဲ့ပြည်သူတွေပေါ်ရက်ဆက်ကြမ်းကြုတ်မှုတွေယခုထက်ပုံမကျူးလွန်နေခြင်းမှာချိန်မီကာကွယ်နိုင်ရန်ကုလသမဂ္ဂအဖွဲ့အစည်းအင်္ဂါများကြားမှာ ပုံမထရောက်တဲ့ညီညွတ်မှုတွေခိုင်မာစေရန်လူခွင့်ရေးကောင်စီဥက္ကဋ္ဌအနေဖြင့်မြေသွလှုပ်ဆောင်ရမယ်ထင်မြင်တာကိုမေးမြန်းလိုကြောင်းဦးကျော်မိုးထွန်းကမေးခွန်းထုတ်တယ်မြန်မာနိုင်ငံနေဖြင့်လူခွင့်ကောင်စီမှမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့လူခွင့်အခြေအနေကောင်းစင်တဲ့ဆုံးဖြတ်ချက်58မြင်းဆောင်20နဲ့မြန်မာနိုင်ငံရှိရိုဟင်ဂျာမွတ်စလင်တွေခြားသောလူနယ်စရဲလူခွင့်အခြေအနေကောင်းစင်တဲ့ဆုံးဖြတ်ချက်59မြင်းဆောင်2တို့ကိုတူညီဆန္ဒနဲ့အတည်ပြု ချမှတ်ခဲ့တဲ့ပေါ်ကြိုဆိုပါကြောင်းရင်းဆုံးပြချက်နှစ်ခုလုံးကမြန်မာနိုင်ငံမှာဖြစ်ပွားနေမြေပြင်အခြေအနေအားထင်ရပြသနေပါကြောင်းဆိုပါဆုံးပြချက်တွေကိုအကြောင်းအရာတွေကထိခိုက်ခံစားနေရပြည်သူလူထုမှာကြံ့ကြံ့ခံအတုနေရတဲ့အကြံဖတ်မှုတွေအတိုင်းအတာကိုပြည်စုံစွာမဖော်ပြနိုင်တော့လဲနိုင်ငံတကာထံကမြန်မာဒုက္ခပေါ်ပုံမအောင်ဆိုင်လာမှုရှိမယ်လို့လိုက်လိုက်လဲလဲမျှော်လင့်ရပါကြောင်းသံမကြီးကပြောတယ်။ ကုလသမဂ္ဂလူခွင့်ရေးကောင်စီမှမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတူညီဆန္ဒနဲ့အတူပြုချက်ချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်အစိုးရကိုကြိုဆိုကြောင်းရင်းဆုံးဖြတ်ချက်တွေကမြန်မာနိုင်ငံမှာဖြစ်ပွားနေအမြင့်ပြင်းချင်းနေရာထင်ရှားပြသနေကြောင်း အဆိုပါဆုံးဖြတ်ချက်တွေပါအကြံပြုချက်တွေကိုအပြည့်အဝအကောင့်ထဲပေါ်ဆောင်ရနိုင်ရေးအတွက်ဆေးအုပ်စုကိုပုံမှုဖိအားပေးတဲ့အတန်မကျုံကြုံမှုတွေကတောင်းဆိုတယ်။ဆေးအုပ်စုနေဖြင့်ရဲသားပြည်သူတွေပေါ်မှာဆရာဆွေးမွေးနယ်လူသားမျိုးနယ်ပေါ်ကျွလွန်နယ်ရာဆွေးမှုအပအဝင်ကြီးလေးတဲ့လူခွင့်ချိုးဖောက်မှုတွေကိုဆက်လက်ကျွလွန်လျက်ရှိအောင်သားမကအဆိုပါပြစ်မှုတွေကိုဖုံးလန်းစေရင်တရင်ချက်မှားတွေနဲ့ဖန်တီးထားတဲ့အချက်လက်တွေကိုပြောင်းဝေလျက်ရှိကြောင်းရင်းကိုကြည့်ခြင်းအပြင်ဆေးအုပ်စုမှာကျင်းပတဲ့ပြင်ဆင်တဲ့အတွေ့အကြုံရွေးကောက်ပွဲမှာမိတို့မြတရားမျှတရလွတ်လပ်မှုနဲ့မျှတမှုတို့မရှိကြောင်းကိုခိုင်လုံစွာသက်သေပြသနေပြီး ရင်းစာကြမ်းဖတ်မှုနဲ့မတည်ငြိမ်မှုတွေကိုသပုံမဖြစ်ပေါ်စေဖြစ်ကြောင်းတမ်မန်ကြီးကရှင်းပြတယ်။ဆရာဆုနေဖြင့်မြို့သူကမစို့ချနေလျက်၎င်းတို့သာအနိုင်ပိုင်းအသာစီရလွယ်သဘောထားနဲ့ပြည်သူတွေပေါ်မှာရဆက်ကြံကြုံမှုတွေကိုကျူးလွန်လျက်ရှိပြီးပြည်သူများအနေဖြင့်ဆေးဟုတ်ဆွေးပုံမပြင်းထန်တဲ့အသွင်ဆောင်တဲ့ဆရာဆွေးမှုနဲ့လူသားမျိုးနယ်ပေါ်ကျူးလွန်တဲ့ရဆွေးမှုတွေကြောင့်ဒုက္ခကြီးစွာခံစားနေရကြောင်းကုလသမဂ္ဂစနစ်ရဲ့ပေမအင်ကာဖွဲ့စည်းရေးဖြစ်အာလျော်စွာထွေထွေညီလာခံလုံခြုံရေးကောင်စီနဲ့ လူခွင့်အကောင်စီရဲ့ရလဒ်တွေကပူပေါင်းညှိနှိုင်းမှုနဲ့ညှိနှုံးမှုရှိတဲ့ကြောင်းအင်းအင်္ဂါစိတ်ပိုင်းများအနေဖြင့်တိရောက်တဲ့ရေယူဆန်းအချက်တွေချမှတ်အောင်နှောင့်နှေးကြံ့ကြာနေရမြ။ပြည်သူများနှိမ့်စင်ခံစားရတဲ့ဒုက္ခဆင်းရဲကလည်းပုံမှုပြင်းထန်လာမိတာဖြစ်ကြောင်းအတမ်းမကြီးကဆက်ပြောရင်းလူခွင့်အကောင်စီရဲ့ဆုံးဖြတ်ချက်တွေမှာချမှတ်ထားတဲ့အကြံပြုချက်တွေကိုတိမပြုထောက်ခံအားပေးပါကြောင်းထို့အတူဆိုပါဆုံးဖြတ်ချက်တွေပေါ်ထွက်လာရေးအတွက်ပြင်ဆင်မှုပိုင်းနဲ့အတည်ပြုခြင်းတို့မှာပအဝင်အားဖြစ်ပေးကြတဲ့ဖွံ့ဝင်နိုင်ငံအလုံးကိုလည်းကျေးဇူးတင်ပါကြောင်းလည်းကောင်းပါဆိုရင် ။အဆိုပါဆုံးဖြတ်ချက်တွေမှာပုံမှန်ထရတဲ့အရေးယူဆချက်တွေလေဟင်းနေသည့်တိုင်းကုလသမဂ္ဂတွင်မှုချုပ်မြန်မာနိုင်ငံဆိုင်အထူးကိုယ်စားလူခွင့်ဆိုင်မဟာမင်းကြီးရောမြန်မာနိုင်ငံဆိုင်လှုပ်လှက်တဲ့စုံစမ်းစစ်ဆေးမှုရန်တရားအထူးစီရင်ကံစားတင်သွင်းသူနဲ့တခြားသောသက်ဆိုင်သူတွေအစီရင်ကံစားရင်းနဲ့ထုတ်ပြန်ကြမှာတဆင်ဆုံးဖြတ်ချက်ပါပြဋ္ဌာန်းချက်တွေကမြေပြင်ရှိအချက်အလက်တွေကိုရှင်းလင်းစွာထင်ရှားနိုင်ကြောင်း၎င်းအဆိုရင်ထို့ကြောင့်နိုင်ငံကနေဖြစ်ဆိုဝါဆုံးဖြတ်ချက်များပါအကြံပြုချက်တွေကိုအပြည့်အဝအကောင့်ထွေပေါ်ဆောင်ရနိုင်ရေးအတွက်စေုပ်စုကိုပုံမှုဖိအားပေး ပေးကြရန်တောင်းဆိုလိုပါကြောင်းစစ်အုပ်စုအနေဖြင့်ရဲသားပြည်သူတွေပေါ်မှာဆရာဆွေးမွေးနဲ့လူသားမျိုးနွယ်ပေါ်ကျွလွန်နဲ့ရာဇဝဲမှုတွေပါဝင်ကြီးလေးတဲ့လူခွင့်ချွေးဖောက်မှုတွေကိုဆက်လက်ကျွလွန်လျက်ရှိအောင်သားမကအဆိုပါပြစ်မှုတွေကိုဖုံးလင်းစေတဲ့တရင်အချက်လက်တွေနဲ့ဖန်တီးထားတဲ့အချက်လက်တွေကိုဖျက်ဝေလျက်ရှိကြောင်းဆိုပါတယ်။တို့ဖြစ်ပိုင်းနိုင်ငံတကာအတိုင်ဝန်တွေဖြင့်စစ်အုပ်စုမှပြင်ဆင်နေတဲ့အတွေ့အကြုံကောက်ပွဲအားတက္ကနဲ့ဝိုင်းဝန်းကန့်ကွက်ကြရတဲ့မြန်မာနိုင်ငံရှိရဲသားပြည်သူတွေဟာစစ်အုပ်စုရဲ့ရက်ဆန့်ကြမ်းကြုတ်မှုမှရန်စွဲကနေကန်တင်နိုင်ဆုံးဖြတ်ချက်ပါအကြံပြုချက်တွေကို အကောင့်ထဲပေါ်စာရွက်နိုင်ရေးလေးနဲ့လှင်မြန်စွာရေးယူစာရွက်တမကြီးကတောင်းဆိုရင်ဆက်လက်ပြီးရှေ့ပေါ်မြို့နယ်မှာ drone နဲ့ပုံကျဲမှုပြူစောတိကောင်းဆောင်ဝင်းစောအောင်ပေါင်းသေးဆုံးရွာငံမှာရိတ်ကတဲ့စစ်ကြောင်းတိုက်ခိုက်မှုစစ်သားနဲ့အုပ်သေးဆုံးမိလက်နဲ့တက်လက်ရရှိစကိုင်းနဲ့ရှေ့ပေါ်မြို့နယ်တီးလုံးရရှိပြူစောတိကို drone နဲ့တိုက်ခိုက်ရမှာပြူစောတိကောင်းဆောင်ဝင်းစောအောင်အသိဆုံးကကြောင်းရှေ့ပေါ်ခရိုကိုတိုက်ဖွဲ့တောင်းရှိသူကပြောတယ်အော်တိုဘာ28ရက်နေ့29ရက်နေ့တို့မှာရှေ့ပေါ်မြို့နယ်အနောက်ချမ်းတီးလုံးရရှိပြူစောတိကို တော်လိုက်တပ်ဖွဲ့တွေက drone နဲ့ပုံ55လုံးကျချတိုက်ခိုက်ခဲ့ကြအောင်ထိုတိုက်ခိုက်မှုတွင်ရင်းဖြူကောင်ပြူစော်တီရမှတက်ကူရောက်လာစစ်သားနဲ့ပြူစော်တီက RPG နဲ့ပြန်လည်ပစ်ကတ်တိုက်ခိုက်ခဲ့ကြအောင်သိရတယ်။ထိုတိုက်ခိုက်မှုတွင်ပြူစော်တီကောင်စောင်းဝင်းဆောင်တင်ဆောင်ပြီးလေးဦးတိုက်ခိုက်တဲ့ရရှိခဲ့ကြအောင်တင်ဆောင်ထားတဲ့ပြူစော်တီဝင်းဆောင်အယုတ်လောင်ကိုယနေ့နိုဝင်ဘာလ10ရက်နေ့မောလဲ2နာရီခန့်မှာမိသူကြုံပြီးဖြစ်ကြောင်းသိရတယ်။တတိုင်းကလုံးစီတင်မနေချင်းကျွန်တော်မြင်ပြတ်မှရှိတဲ့တော်လိုက်ညီကိုများနေဖြင့်နိုင်စွမ်းသောအဖြစ်စူပေါင်းတော်လန်ချင်းမုံသားမှာစစ်မျက်နှာပြန်ပြီး အကြပ်ဖက်စစ်တပ်ကိုပြားမြောင်ပြူစော်တီကြရတွေကိုမြစ်ဖြတ်နိုင်မှာအရသာပြည်သူတွေပေါ်ငင်းချက်စေပြီးတွန်းလင်းအားစုအနေနဲ့စုံမိုးနယ်မြေကနေထိန်ချုပ်နယ်မြေကိုပို့မိုကျေပြန့်စေပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရွှေဘုခရအမှတ်လေးတန်ရင်ဦးဆောင်ပြီးရွှေဘုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ရွှေဘုခရကိုတိုင်းတောင်းမဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့ FIF တောင်သူလူမျိုး၏အားစုတောင်းဆိုတဲ့ဖွဲ့ကပူပေါင်းလုံဆောင်ခဲ့ကြောင်းသိရတယ်။မလာတူရှမ်းပြည်နယ်ရွှေငံမြို့နယ်မှာရိတ်ခတ်တဲ့ပြင်လာတဲ့စစ်သားတွေကိုစောင့်ကြိုတိုက်ခိုက်နှုတ်သိမ်းဆုံးပြီးတနက်တလတ်အိမ်ဆရာရှိခဲ့ကြောင်း တနုစတိတ်နေရှင်နယ်ဒီဖန့်အာမီမှာတောင်းရှင်သူကပြောတယ်အောက်တိုဘာ30ရက်နေ့မော်လင်းထိုင်ခတ်မှာရွာငံမြို့နယ်ရနေရာနီမှာရိတ်ခါတဲ့ပြီးပြန်လာတဲ့အကြက်ဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်ထိုတိုက်ခိုက်မှုတွင်အကြက်ဖက်စစ်တပ်ဘက်ကနှစ်ဦးသေဆုံးပြီးတန်းတက်လက်သိရရှိခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လိုင်းရဲဘော်တွေအထိကိမ်းရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်ဆက်လက်ပြီးရတောင်ရှင်မြို့နယ်စစ်တောင်းမြေရှိဘက်ကိုစစ်ကြောင်းထုတ်နေတဲ့စစ်တပ်ကပြည်သူ90ကျော်လူသားတိုက်ဖြစ်ဖန်စီပြီးတရတော်ကိုဇက်တိုက်မီရှုံနေတယ် ဘဂရိုင်းဒါရှင်မြို့နယ်စစ်တောင်းမြေရှိဘက်ကိုစစ်ကြောင်းထုတ်နေတဲ့ဂျပန်စစ်တပ်ကပြည်သူ90ကျော်ကိုလူသားတိုင်းဖြစ်ဖမ်းဆီးပြီးကျင်းအသွားကိုဇက်တိုင်းမီရှုဖျက်ဆီးနေကြောင်းဒေသပြည်တွေကပြောရတယ်။အော်တိုဘာလပိုင်းကစပြီးဒါရှင်မြို့နယ်စစ်တောင်းမြေရှိဘက်ကိုစစ်ကြောင်းထုတ်နေတဲ့ဂျပန်စစ်တပ်ကပြည်သူတွေကိုလူသားတိုင်းဖြစ်ဖမ်းဆီးပြီးလမ်းပြလှုပ်ဆောင်ကကျင်းအတွေကိုစစ်ကြောင်းထုတ်မီရှင်လူချင်းဖြစ်ပါတယ်။ထို့ဂျပန်စစ်တပ်ကကျင်းအနေပြည်သူ90ကျော်ကိုလူသားတိုင်းဖမ်းဆီးတာကလက်ရှိချိန်ထိ ပြည်သူတွေကိုပြန်လှုပ်ပေးခြင်းမရှိသေးကြောင်းထို့ပြင်ဂျပန်စစ်တပ်ကလည်းကြက်တွေကိုစက်တိုက်မိရှုဖျက်ဆီးနေခြင်းဖြစ်ပါတယ်။လက်ရှိချိန်မှာဂျပန်စစ်တပ်စစ်ကြောင်းကပိန်နဲ့ပင်ရရှင်တောင်ရွာတင်တဲ့ကဲလင်းဆက်ရွာတို့ကိုစက်တိုက်မိရှုဖျက်ဆီးထားကြောင်းထို့မိရှုဖျက်ဆီးခံရခြင်းရတွေမှာပြည်သူတွေပါဝင်နေနာရှိခြင်းရတွေမှာထောင်နဲ့ချီသောပြည်သူတွေဘေးလျော်ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရတယ်။ထို့ပြင်အော်တိုဘာ23 24ရက်နေ့တို့မှာဂျပန်စစ်တပ်ကရေတော်ရှင်မြို့နယ်စစ်တောင်းမြေရှိဘက်ရှိကြရတွေကိုစက်တပ်လေဒီနဲ့နှစ်ရက်စက်တိုက်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်စာတင်ကြောင်းဖုံးကြီးကြောင်းနဲ့အနေနဲ့ထိခိုက်ပျက်စီးခဲ့ပါတယ်။ဆလဘီဝလမျိုးနဲ့ ကတရွာတာကြီးကိုစစ်တပ်ကပုံကျဲပြီးတော့ဝင်ရောက်စီနေစကိုင်းတိုင်းဝက်လက်မြို့နယ်ရွာတာကြီးကျောက်ကိုဂျပန်စစ်တပ်ကလေကြောင်းကနေပုံကျဲပြီးတော့စစ်သားတွေဝင်ရောက်စီနေတယ်လို့ဒေသခံတရင်မြချို့ကပြောပါတယ်။ဒီကနေ့နိုဝင်ဘာလ10ရက်နေ့မနက်9:00နာရီခွဲဝန်းကျင်မှာတမ33ကနေလာတဲ့ MI70 ရင်းနှီးစီနယ်ရွာတာကြီးကျောက်ရဲကိုစစ်ကောင်စီတပ်သားတွေပစ်ပို့ခဲ့ရလို့သိရတယ်။ဒါ့အပြင်တပြိုင်တည်းမှာစစ်တပ်လေဒီနှစ်စီနယ်6ချိန်ထက်မနည်းပုံကျဲခဲ့လို့လည်းဝက်လက်မြို့နယ်စစ်သည်တရင်မြကပြောတယ်။ ညာသာကြီးကြီးရဟာဝဲလက်မြွနဲ့နောက်ဘက်ချမ်းကနေရတော်မြို့ဘက်ကိုချိန်စင်တာကာလမိုက်ပေါ်မှာတည်ရှိတဲ့ဖြေကအော်တိုဘားတတိယဘက်ကရတော်မြို့နဲ့တလဲပါပြူစော်ရီကြီးရနဲ့ဝဲလက်မြွနဲ့ကြာကုန်းကြီးရဘက်ကိုစစ်ကောင်စီတပ်ကဆစ်ချောင်းထိုးခဲ့ပါတယ်။အဲဒီဆစ်ချောင်းကအော်တိုဘား21ရက်နေ့ကနေ26ရက်နေ့ထိတိုက်ခိုက်ရမှာစစ်ကောင်စီတပ်သားအလောင်းချုံနဲ့လက်နက်ခဲတချို့ကိုသိမ်းဆည်းရရှိခဲ့ပါတယ်။ဆလဘီယာစစ်ကောင်စီနဲ့ပြည်ထောင်စု DNL ကပြည်သူ့ရေးလေကြောင်းအသတိပြုဖို့သတိပေး တရနယ်လင်ထိန်ချုံလုံရှားနေမြေကောင်လာသိစစ်တပ်ကလေကြောင်းတဲ့ဒရုန်းတိုက်ခိုက်လို့အတူပါအတွင်းပြည်သူ49သေဆုံး80တောက်တန်ရခဲ့ကြောင်းတရနယ်လင်ကဒီကနေ့နိုဝင်ဘာလတရနေ့မှာသတင်းထုတ်ပြန်နေစေကောင်စီကအတူပါအတွင်းမှာကြောင်းမဲနမ်တူမန်တုံမိုင်လုံးမိုင်ကော့နမ်ဆန်မူကုံမွေမျိုးတွေကိုလေကြောင်းတိုက်ခိုက်မှုလို့ဆောင်ခဲ့အခြေအနေကိုအသိပေးဖော်ပြခဲ့တာဖြစ်ပါတယ်လရှိမှာစစ်ကောင်စီနဲ့တရနယ်နေရာတရုတ်ဆွေရဂျောင်းဝင်ပေးမှုနဲ့အော်တိုဘာနောက်ဆုံးပတ်မှာဖြစ်ခဲ့ရစေလို့ဆောင်ခဲ့တယ်။ပြည်ရဲ့သဘောတူညီချက်မှာတရနယ်လေးတိမ့်ပိုက်ထားမိုးကုန်းနဲ့ မိုးမိတ်ကတရနလီရဲပေါ်တွေဆောက်ခွာပြေးမှဖြစ်သလိုစစ်ကောင်စီကလည်းတိုင်းဒေသကိုလင်းရင်ပုံကျဲတာဒုစစ်စင်တိုက်ခိုက်တာမလုပ်ရဘူးဆိုတဲ့အချက်ပါဝင်ကြောင်းတရနလီအောက်တိုဘာ29ရက်နေ့ထုတ်ပြန်ကြမှာသိပေးတယ်ဒါပေမဲ့တရားနယ်ရဲ့ယနေ့ထုတ်ပြန်ချက်မှာပြည်သူတွေနဲ့စစ်ကောင်စီရဲ့ပုံကျဲတိုက်ခိုက်မှုတွေရှောင်ရှားနိုင်မှုစေတတိအမျက်ရှိဖို့လိုအပ်ကြောင်းဖော်ပြထားသလိုလေကြောင်းရဲ့ကာကွယ်နိုင်မှုလေကြောင်းရဲ့ကာကွယ်ဆန်အနီးလမ်းတွေကိုလိုင်နာဆန်ဖို့လိုအပ်ကြောင်းလည်းထပ်လောင်းသိပေးပါရစေ။ နိုင်ငံတော်တခြားဒေသတွေကိုလည်းစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုဆက်လက်လုံဆောင်လျက်ရှိလို့ပြည်သူတွေအနေနဲ့အရင်ထက်ပိုပြီးလေကြောင်းအသတိပြုဖို့အရေးကနှိုးဆော်ထားပါတယ်။နောက်ဆက်အပင်းကြရတဲ့အထူးဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။